နှစ်နိုင်ငံနေဆက်တလျှောက်မှာပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့ကြောင့်ရန်ဆိုင်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အာဖဂန်ကိုထိန်းချုပ်ထားတဲ့တာလီဘန်တပ်ဖွဲ့တွေကပါကစ္စတန်ရဲ့အနေကြားဆောက်ကင်စကန်ကိုမနေ့ကအော်တိုဗလာ၁၇ရက်နေ့မှာတိုက်ခိုက်ခဲ့ရတာကတိုက်ပွဲတွေစတင်ခဲ့တာလို့နှစ်ဖက်စလုံးကအတည်ပြုခဲ့ပါတယ်။ဒါဟာအခုသတင်းပတ်ထဲမှာအာဖဂန်ရဲ့အမျိုးတော်ကပူးမှာပါကစ္စတန်ကလေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ပြီးတဲ့နောက်ဆက်တွဲအခြေအနေအဖြစ်ပေါ်ပေါက်လာတာပါ။ပါကစ္စတန်ကတော့အာဖဂန်ဘက်ကတိုက်ခိုက်မှုဟာအကြောင်းမဲ့ရန်စတဲ့လုပ်ရဲလို့ဆွဆဲပြီး အင်အားအပြည့်နဲ့တုတ်ပြန်ခဲ့တယ်လို့ပြောပါတယ်။အနည်းဆုံးနေဆက်နေရာ6ခုလောက်မှာနှစ်ဖက်ကြားထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့အာဖဂန်ရောပါကစ္စတန်ဘက်ကပါအတည်ပြုထားပါတယ်။တာလီဘန်တွေကပါကစ္စတန်ရဲ့နေကြားကင်းစကန်၃ခုကိုတင်းယူနိုင်ခဲ့တယ်လို့ထုတ်ပြန်ပြီးပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့အာဖဂန်ကင်းစကန်တချို့ကိုဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ကြေညာထားပါတယ်။တာလီဘန်လက်အောက်ခံအာဖဂန်ကာဂွေဝန်ကြီးဌာနပြောရေးဆိုခွင့်ရအရာရှိကတော့ပါကစ္စတန်ကအာဖဂန်လေပိုင်နက်ကိုထိပါအကျူးကျော်ခဲ့တဲ့လုပ်ရအတွက် အခုစစ်စင်ရင်နဲ့လက်တော့ပြန်ရတာဖြစ်တယ်လို့ပြောပါတယ်။နှစ်ဖက်ခြားကတပ်ပွဲတွေဟာအော်တိုဗလာ၁၇ရက်ညတကောင်မှာရပ်တန့်သွားခဲ့တယ်လို့လည်းသူကဆိုပါတယ်ရှင်။